မလေးရင်ကြောက်ပြခြင်းနဲ့တလားကြအပြည့်ရဲ့တလို့ညင်တော်သုံးပွဲထုတ်ပြန်တာဟာမကြခင်မှာစစ်တပ်ကုံတော်မှာဖြစ်ပါတယ်။မဟာမိတ်သုံးပွဲရဲ့ထုတ်ပြန်ချက်အရအီပလတ်၁ရက်နေ့ကနေအီပလတ်၃၀ရက်နေ့ထိတစ်ဖက်သက်အပြည့်ရဲ့မလို့ကြီးညာထားတာဖြစ်ပါတယ်။လက်ရှိရခိုင်ဒေသမှာစစ်တပ်နဲ့ကြောက်ပြမျိုးနေတွေမှာအေအေကထိုးစစ်ဆင်မှုတွေကိုရင်နာထားပေမဲ့လည်းစစ်ကောက်စီကဂျက်ဖိုက်တာနဲ့နေကြီးဒီုံတို့ကအုံပြပြီးတိုက်ခတ်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒါပေမဲ့အပြည့်ရထရှင်မှာအေးထိန်ချောက်ခဲ့တဲ့လက်ကမောမလကျွန်းနဲ့ပြင်းရှင်ကျေးရွာတွေကိုစစ်ကောက်စီကထိုးစစ်ဆင်တိုက်ခိုင်းနေတာကြောင့်အဲ့ဒီကျေးရွာအနီးနားမှာတပ်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲအရှင်တွေကကျွန်တော်တို့ကြားရတဲ့လောက်ကတော့အဲစစ်ကောက်စီဘက်ကဒီစစ်ကြောင်းတွင်ဖြန့်ကျက်တဲ့အဲထိုးစစ်တွေဆင်တယ်ပေါ့လေနော်။ဆိုတော့အေကတော့ဒါတွင်ကိုခုခံနေတဲ့သဘော လို့မြင်ရတယ်ပေါ့လေနော်ဒါအပြင်စစ်တွေမြို့နယ်မှာလည်းအေကထိုးစစ်ဆင်မှုတွေမရှိဘဲစစ်ကောက်စီကလက်နက်ကြီးပတ်ခဲမှုတွေနေစဉ်ပြုလုပ်နေတာကြောင့်နေမိတ်လောက်ပြစ်ဆင်မှုတွေရှိနေပါတယ်စစ်တွေမှာစစ်ကောက်စီရဲ့ပြစ်ခဲမှုတွေဟာဝါဘိုမင်းလာတောကန်ဇော်မတဲ့စတဲ့ခြေရွာအနေနဲ့ပုံလူကျွတ်မြို့နယ်ဆက်ကခြေရွာတွေကိုဥတည်နေတာတွေ့ရပါတယ်